ိုးသားနဲ့အတူမနေခြင်းဘူးဆိုတဲ့အမျိုးသမီးတွေဒီဗီဒီယိုလေးကိုပြင်ကြည့်ပေးပါဒီနေ့မိတ်ဆွေကို client တူလာတယ်ပေါ့နော်မိတ်ကအမျိုးသားအမျိုးသမီးကျမ်းမာရေးအာကျမ်းမာရေး knowledge တွေအောက်ခုမှလည်းပြောတယ်ဒီကောက်ကတော့အမျိုးသမီးတွေအတွက်တည်တံ့မရပြောခြင်းဖြစ်တယ်ဒီနေ့မိတ်ဆွေကိုအမျိုးသားတူလာတယ်ဒီဒီဒီအကောက်ကတော့မဟုတ်ဘူးနော်ဟိုအိမ်အောင်ကြီးအကောက်ကနေလာတယ်ဆင်မားတဲ့တိုင်မြင်ခြင်းလို့ပါတဲ့ ြောပါတဲ့ပြောမှာအားနာလို့တဲ့သူ့အမျိုးသမီးနဲ့သူကွာရှင်းကျင်နေတယ်ဟောဆိုတော့ကွာအံ့ဩပါဒါကွာရှင်းကျင်နေတဲ့မယအကြောင်းရင်းကိုပြောနော်အကြောင်းရင်းကိုပြောပြအားကြောက်လေနော်အကြောင်းရင်းလေးကိုပြောပြရဆိုတော့ပြဿနာကအအသက်ရွယ်ကတော့ကွာတယ်အမျိုးသမီးကငယ်တယ်အမျိုးသားကနည်းနည်းကြီးတယ်ဒါပေမဲ့အရန်အကွာကြီးမဟုတ်ဘူးเนาะအရန်အကွာကြီးမဟုတ်ဘူးအဲလက်တဲ့အနှင်းငယ်လေးပဲကွာတယ် အိမ်အောင်ကြတာကဆယ်စုနှစ်တောင်ကျော်နေပြီသူ့မျိုးသမီးဒီလိုလက္ခဏာဖြစ်တာနှစ်နှစ်သုံးနှစ်ရှိနေပြီတဲ့သူ့ပေါ်မျိုးထွေးမှုလည်းမရှိဘူးတဲ့ဒါကြောင့်လားဒါကြောင့်ကြွားကျင်တာလားဆိုတော့ဟုတ်တယ်တဲ့အဲ့ဒါနော်လုံးဝကျမတို့အမျိုးသမီးတွေမပေါ်စပါနဲ့အမျိုးသမားအမျိုးသားကိုမျိုးသားနဲ့မနေချင်ဘူးမနေချင်ဘူးဒီလင်စိတ်တွေကုန်နေစရာသွေးရောသားရောအမယိုးချမဟုတ်ဘူး နော်တမယိုးချမဟုတ်ဘူးဒါကအမျိုးသမီးတွေမှာဖြစ်နေတဲ့မားဟော်မုန်းကြောင့်မားဟော်မုန်းကြလို့ဒီလက္ခဏာကြီးဖြစ်နေတာနောက်ဆုံးတချို့တွေဒီကျန်းမာရေးကြောင့်အခက်မသိမနဲ့အိမ်တော်ကြီးဖောက်ပြန်ခံရတဲ့သူတွေရှိတယ်အိမ်တော်ကြီးကွဲသွားလိုက်အဓိကတော့ဒီကိစ္စကြောင့်အိမ်တော်ကြီးဖောက်ပြန်ခံတဲ့အမျိုးသမီးကများတယ်ဘာလို့ဆိုအမျိုးသမီးကိုမိမဆရာမလားမရတော့အပြင်ကိုတွားပြီးတော့အပြင်စားတွေတွားစားကြတယ်အဓိကတရားခံနေအမျိုးသားမဟုတ်ပဲနဲ့ကိုဖြစ်သွားတယ် ဒါကြောင့်အမျိုးသမီးတွေမပေါ့ပါနဲ့နော်ကို့မှာဒီလိုစိတ်တွေနော်အိမ်အောင်ကြပါရဲ့လေချစ်လို့ကြိုက်လို့ယူထားပါရဲ့နဲ့ကိုယ့်ရဲ့အမျိုးသားနဲ့အတူတူမနေခြင်းနဲ့စိတ်တွေဖြစ်နေပြီဟေ့ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်အောင်ကြီးတစ်ခုခိုင်မြဲခြင်းလို့ဆိုလို့ရှိရင်မပေါ့နဲ့ကိုယ့်ရဲ့လိုအပ်တဲ့ကိုယ့်ခန္ဓာကိုယ်မှာဘာဖြစ်နေတဲ့နားလေတွေ့ကြတဲ့သူနဲ့တိုင်းမီလိုအပ်တဲ့အရာတွေကိုဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ် เนาะအဲ့ဒါလေးကိုမင်းဒီနေ့ဒါပြောပြတာအခုမြေသမီးဖြည့်ဆွတ်စာလေးတွေကိုမင်းတို့အာလက်ဆောင်ပေးစီစဉ်လေးလုပ်ထားတယ်30ရင်းဒီနောက်ဆုံးပဲပါလဲဆိုတော့စီဗီမာလာမေးပါเนาะဘာဖြစ်လို့ဆိုတော့ဒီမာကအကြာကြီးပြုတ်လို့ရှင့်အချင်းလူရင်းမရောက်တော့မှာဆိုလို့အားကြောင့်မို့အာမျိုးသမီးတွေကိုယ်ရောက်ကြားနဲ့အတူနေခြင်းနဲ့စိတ်တွေဖြစ်နေပြီဟေးဆိုလို့ရှင့်တော့မိတ်ဆွေအမြန်ပြေးလာပြီးအဖြေလာရှာပါကဲဗီဒီယိုလေးကိုဆောင်းအောင်နားထောင်နေတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးကိုကြောင်းကြပါကြပါစီရှင် ကျမတို့အမျိုးသမီးတွေမိခိုးဘွားနဲ့မနေနဲ့နော်မိခိုးဆိုတာပြောတာနာမည်ကြီးကအញ្ញမ်းကြားလို့ကောင်းတယ်ဒါမဲ့အိမ်ထဲမှာလှုပ်လိုက်ရတာမနမိုးလေးမျက်စိနှလုံးပွဲနဲ့ဖွင့်နေရနေပြီးတော့ညမိုးချုပ်တဲ့အချိန်ကိုအလုံးလုံးနိုင်လို့ကြီးနော်ပြောတော့ဒါပြင်ပအလုံးမရှိဘူးပြင်ပဝင်ဝင်မရှိဘူး မိခိုးဘွားနဲ့ဒီနေရတာเนาะအဲကျမမေးလိုက်မိခိုးဒါမဲ့ကျမတို့အမျိုးသမီးတွေအိမ်ထဲမှာမိခိုးဘွားနဲ့ဘလောက်ပင်မန်းလဲဆိုတာမိခိုးတိုင်းအမျိုးသမီးဖြစ်တဲ့အတွက်မိသိရယ်เนาะအားသမို့မိတို့ကိုကိုကိုเนาะအချိန်ပေးဖို့ကိုကိုကိုနှာပါဖို့ကိုကိုကိုကျမ်းမာရေးအတွက်လုပ်ဖို့လုံးဝကိုကိုကိုပြင့်ပယ်ထားပါနဲ့เนาะအမျိုးသမီးတွေတရားမှာ69ရာခိုင်နှုန်း90ရာခိုင်နှုန်းပဲထားပါတော့ ကိုကိုကိုချစ်ဖို့မေ့ရတယ်။ကိုကိုကိုဦးစားပေးဖို့နော်ကိုကိုကိုဦးစားပေးဖို့ကိုကိုကိုစူချဖို့ပို့အတွက်လိုအပ်တာတွေကိုဖြည့်ဖို့မေ့တတ်နေတယ်။အဲ့ဒီမေ့ရတယ်ကျွန်မကိုဒီနေ့ကနောက်ဆိုအားလုံးလည်းတွေ့မှာပါနော်အမျိုးသမီးတရားမိသားစုမှာသူမရှိရင်မဖြစ်ဘူးဆိုပြီးတော့အာရဘဲဟာဒီအကုန်ပေါ့နော်တငယ်ချင်းခင်မင်းပေါင်းတဲ့အကုန်လုံးသူမှာဆုံးရှုံးမှုတွေဖြစ်တယ်နောက်သူတရက်မှာပါဖြစ်လဲနေမကောင်းဖြစ်ပြီးတော့အနောက်ဆုံးအသက်ကဆုံးရှုံးသွားတယ်ဘာမှမဟုတ်ပဲလေနော် အဲအဲ့မှာသူမရှိရင်မဖြစ်ဘူးဆိုတော့သူ့မိသားစုမှာသူ့အမျိုးသားကစီမံခန့်ခွဲလိုက်တာเนาะအကုန်လုံးကအဆင်ပြေတယ်တွေ့လားကိုကသာမိသားစုအတွက်ကိုเนาะဟိုအာဒီဟာလေးအကုန်ကြတတ်တာအောင်ဟိုဟာလေးအကုန်ကြတတ်တာအောင်ကိုကိုတိုင်းအာရှော်ရဖတ်တာအစားကိုပဲလိုက်ကိုပဲဟိုဟာပြင်နောက်ဆုံးကိုကျမ်းမရေမကောင်းတော့အရင်ဆုံးအသက်ဆုံးလိုက်ရတာကိုဖြစ်သွားတယ်အဲအကြောင်းမိဒီနေကနေပြောချင်တာမိတို့အမျိုးသမီးတွေကိုကျမ်းမရေเนาะကိုရဲ့ အာပျော်ရွှင်လွတ်လပ်မှုတွေကိုကိုမမေ့ထားပါနဲ့ကိုရဲ့ကိုလေးကိုဂရုစိုက်ပါမိတ်ဆိုလို့ရှိရင်လွန်ခဲ့သော9နှစ်အထက်ပေါ့နော်ဟိုဘက်9နှစ်အထက်ဆိုငယ်အသက်ပဲအရွယ်လောက်ကနေဆိုအသက်35 38လောက်တည်းကိုကပေါ့နော်ကိုနေတဲ့ဘဝကဟိုအလုပ်ကလေးတွေကြောင့်အလုပ်ထွက်လိုက်တယ်ပေါ့နော် level ဒီလိုဘဝမျိုးကိုလိုချင်တာမဟုတ်ကိုလိုချင်တဲ့အမျိုးတရားကိုတတ်မာတဲ့အမျိုးတွေထမှန်တဲ့အမျိုးသမီးကိုမိသားစုကိုကိုဒီထောက်ပံ့နိုင်တဲ့အမျိုးသမီး အဲ့ကိုအတွက်ကိုလည်းကိုလိုအပ်တာပေါ့နော်အာဖြစ်ပေးနိုင်တဲ့အမျိုးသမီးတယောက်ဖြစ်ရမယ်ဆိုတော့ကိုရဲ့စိတ်ကပြင်းပြနေတဲ့အတွက်ကို universe ကကိုအကုန်လုံးကိုအတန်တက်စင်ကြီးပို့တယ် universe ကိုအနေတိုင်းကျေးဇူးတင်တယ်ကိုလိုချင်တဲ့ဘဝနော်အဲ့လိုမျိုးရောက်ခဲ့လို့အားကြောင့်မို့အမျိုးသမီးတွေမိခိုးဆိုတဲ့ဘဝနဲ့ကိုကိုကိုအိမ်ထဲမှာကိုကိုကိုမြုံနေထားနေအိမ်ထဲမှာနေရင်တောင်မှဝေဝင်နေတဲ့အလုပ်တွေကိုဘာရမလဲစဉ်းစားပါအဲ့ဒါမှဝေရမှလည်းတို့ဘာရရကို လုံဆောင်လို့ရမှာเนาะခီးသွားတာဝယ်တာချမ်းတာစားတာတောက်တာဘာပဲဖြစ်ဖြစ်လှူတာတန်းတာငွေရှိမှဖြစ်တာငွေရမယ့်အလုပ်ကိုလုပ်ပါဒီနေ့ကတော့ motivation နေဖြစ်တဲ့အမျိုးသမီးတွေအတွက်ကိုအားလုံး fighting ပဲရတော့ဒီနေ့မနေ့ဒီမှာ